မော်လမြိုင်ကျွန်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့အရွယ်မရောက်သေးတဲ့ကလေးတငယ်နှစ်ယောက်ကိုနှိမ့်ဆက်ညှဉ်းပန်းမှုနဲ့ပတ်သက်လို့အရေးယူဆောင်ရွက်ရမှာနှောင့်နှေးကြံ့ကြံ့မှုတွေရှိခဲ့တာကြောင့်ထိရောက်စွာအရေးယူပေးဖို့သမ္မတထံကိုမိဘတွေကတိုက်ကြားခဲ့ပါတယ်ဒီသတင်းကိုတော့ဥယျာဉ်နယ်ကပေးပို့ထားတာပါခင်ဗျာမော်လမြိုင်ကျွန်းမြို့နယ်ကြက်ရှာကျေးရွာအုပ်စုမှာဖြစ်ပွားခဲ့တဲ့အရွယ်မရောက်သေးတဲ့ကလေးငယ်နှစ်ယောက်ကိုနှိမ့်ဆက်ညှဉ်းပန်းမှုနဲ့ပတ်သက်လို့ရပောင်း90ကျော်ကြာမှရုံးတင်စစ်ဆေးခဲ့ပါတယ်ဒါကြောင့်ဒီလိုနှောင့်နှေးကြံ့ကြံ့မှုတွေရှိခဲ့လို့ထိရောက်စွာအရေးယူပေးဖို့ ကာယကံရှင်ရဲ့ရက်ရွာအကြီးအကဲတွေကနိုင်ငံတော်သမရစီကိုအခုလက်စမ်းပိုင်းမှာတိုင်ကြားခဲ့တာပါဒီကလေးတွေကတော့ဒီလိုပဲလုပ်လို့ရရင်တို့ငွေနဲ့ဖြီးမှာဆိုလို့အဲ့တော့သမီးတို့အခုညီတောင်းတာပေါ့နော်အခုညီတောင်းမို့အားကိုးရှာလာဆိုတော့အမေတော်ဆန်းစုကြည်တို့နဲ့ပမေတာကြီးတို့တွေပဲရှိတော့ပါအဲ့တော့သမီးတို့အမှုမှန်ဖြစ်အောင်သမီးတို့ကူညီပေးပါလို့သမီးကတောင်းဆိုနေတယ်အခုလိုတိုင်ကြားခဲ့ရတာနဲ့ပတ်သက်လို့တိုင်ကြားရမှာပါဝင်သူစိတ်မှုက အမှုမှန်ပေါ်ပေါ်ပြီးထိထိရောက်ရောက်အေးအေးယူဆောင်ရွက်ဖို့လိုအပ်တာကြောင့်တိုင်ကြားရတဲ့အကြောင်း DVB ကို ရှင်းပြခဲ့ပါတယ်။ဆက်ရှိရနေရခုနကလွတ်တော်ကုသလေးကြီးအစီဝေးလုတ်တဲ့နေရာမှာဒီကလေးတွေရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဓာတ်ပုံနဲ့ရွေးလေးတွေကတွားတင်ပြတယ်။ဦးဝင်းဆွေလိုရအဲတင်ပြတယ်။တင်ပြတော့အဲ့ဒါနဲ့အေးအေးယူပြီးတော့အဲ့ဒီကနေမြို့နယ်မှုကိုလှမ်းပြောတယ်။မြို့နယ်မှုကမှတဖြင့်စကားမှုပြောလို့အဲ့ဒါတရားတင်ဆိုပြီး ငါးပါပိုင်းကိုယ်နဲ့ညားဆိုတော့တမီးရိုင်းမှုဝင်မှတမီးတော်ထွက်ပြေးပြီးအိတ်ကပါတယ်ရေစုံနည်းသူတို့ရိုင်းညားသူတို့ထမင်းတက်နဲ့ကျွေးတယ်ကျွေးတော့တမီးကပြောပါတယ်ရိုင်းမှုတမီးကလေးတွေကိုသူစိတ်မချလို့ခေါ်ချင်လို့ဆိုတော့ရိုင်းမှုကပါပြောလဲဆိုတော့သူတို့ရင်ငါလည်းမသွားရဲဘူးလို့မနဲ့ကြာမှာပဲဒီမျိုးကိစ္စကိုရှင်းပြပေးလို့ပြောတော့ဒီနေ့ကျိုးနဲ့ကင်ပြီးတော့မပြီးတော့စောင်းလို့အိမ်ကြီးပြေးရပါတယ်တခါမှတိတ်နိုင်အေးသူညီကြဘလို့ဖြစ်လဲဆက်ပြောတခါကွဲသွားတယ်လीဘယ်လိုလုပ်လဲအကြီးကောင်လေးကအဲ့ဒီမှာအိမ်ကြီးကွဲသွားတယ်အဲ့ဒါတန်ကျိုးမခတ်သေးဘူးလीအဲ့တော့ နောက်နေ့10နေ့မနေ့မှာသူကကလားလေးကတန်ကျုပ်ခတ်တဲ့ဒီကလေးကိုအငယ်ကောင်ကဒီနှကိုင်းကွဲသွားတာတွေ့တယ်အဲ့ဒါကသူကတွန်းချလိုက်တာတဲ့မော်တော်လေးကိုယမီရပ်ပါတွေနဲ့ကလေးငယ်နှုတ်ရမိခင်ဖြစ်သူကတော့သူတို့ရဲ့ဘဝအခြေအနေကြောင့်အမှုမှန်မပေါ်ပေါက်မှာကိုစိုးရင်ကြောက်ရွံ့နေရပါတယ်မိမိဘတယောက်နေနဲ့မျက်ရည်နဲ့မျက်ခွန်းနဲ့ဒူးနဲ့တုတ်နေရတာပါဘောခုချိန်ဒီပဲခုချိန်ဒီကလည်းဘာကြောင့်လဲဆိုတော့သမီးကလေးတွေတကယ်နှိမ့်ဆက်ထားတာမှန်ကန်ပါနဲ့သမီးတို့ကပတ်စံမရှိတော့စကမ်းမှုကရော မော်ကျွန်းတရားရုံးကပါအခုချိန်ကြီးသမီးတို့ဘာမှမလုပ်ဘူးတရားရုံးတက်တဲ့ခါကျတော့လေသမီးတို့မှငွေမရှိတဲ့ခါကျတော့ရှင်းနေအောင်မနားမနားနိုင်တဲ့ပြည်မျိုးကိုဖြစ်နေတယ်တရားရုံးမှာတက်တည်ခံပေးပါဆိုပြီးတော့နာယကပါ၁၄ယောက်ပါတယ်စခန်းမှုပါတယ်အဲ့ဒါနဲ့ကျွန်တော်ဖတ်ကြည့်လိုက်တယ်ဖတ်ကြည့်လိုက်တဲ့အခါမှာခေါင်းတီမှာရေးထားတာကနှခမ်းရဲ့ပွန်းပဲ့ဒဏ်ရာကိုတက်တည်ခံဖို့ဆိုလို့ဒီဥတာမပြင်းဘူးငါတို့မထိုးဘူးလက်မှတ်မထိုးလိုက်ဘူးတရားရုံးတော်ကခေါ်တဲ့အခါမှာငါတို့လူကိုယ်တိုင်အစ်စ်ခံမယ် ဒီကုတ်တာကမပြီးပင်တဲ့အတွက်ငါတို့လက်မမထိုးနိုင်ဘူးမတရားတာတော့မှန်တာတော့ငါတို့ဖက်ပြင်မယ်အဲ့လိုတော့ပြောလိုက်အဲ့ဒီတိုင်ကြားတာကြောင့်ဒီအမှုမှာပါဝင်ပတ်သက်သူတွေနဲ့တိုင်ကြားသူတွေကိုဇူလိုင်လ6ရက်နေ့မှာတက်ဆိုင်ရအဖွဲ့အစည်းကခေါ်ယူမေးမြန်းခဲ့တယ်လို့ DBB ကပြောပြခဲ့ပါတယ်။မြန်မာနိုင်ငံဟာကလစ်တငယ်နှိမ့်ပတ်နှိမ့်ဆက်မှုပပျောက်ရေးစာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့နိုင်ငံတကာနိုင်ငံဖြစ်ပါတယ်။ကျွန်တော်ရန်နိုင်ပါ။